တ်ရှင်ကိုရောမြတ်ကဆင်းရဲကနေလွတ်ဖို့အတွက်ယုံသွားတယ်ဆိုတဲ့နေရာမှာဆင်းရဲကိုဆင်းရဲမှန်းသိသွားတယ်။သူ့ရဲ့တဏ္ဍာရာလုံးကြုံခဲ့တဲ့အရာတွေအပါအဝင် နောက်ဆုံးဘဝဖြစ်တဲ့တိဋ္ဌာမင်းသားဘဝမှာကြုံတွေ့ရတဲ့အရာတွေပေါ်မှာညီငွေမှုတွေဖြစ်သွားခဲ့တယ်။နမိတ်ကြီးလေးပါးကို မြင်တဲ့အတွက်ကြောင့်မလို့ညာ ထက်တဲ့ပုံကိုဖြစ်တဲ့အတွက်နမိတ်လောက်မြင်ရုံနဲ့လည်းတန်ဝေကရတယ်။သူအိုသူနာသူတေယဟန်ဆိုတဲ့ဒီနမိတ်တွေကိုမြင်ပြီးတော့ဟောလူဆိုတာကအိုတယ်နာတယ်တေရတယ်ဒါတွေရဲ့လွတ်မြောက်ရာကတော့ယဟန်ဘဝပဲလို့လမ်းကြောင်းမြင်တော့ယုံသွားတယ်အဲ့ဒီလိုယုံသွားတဲ့အတွက်ကြောင့်မလို့လွတ်မြောက်သွားတဲ့အခါ လွမြောက်ရာလမ်းကိုတွေးရှိတဲ့မြတ်စွာဘုရားကဒီလမ်းကိုတတ္တဝါတွေကို ပြန်ပြတာဘုရားရှင်ပြရတဲ့အတိုင်းလျှောက်တဲ့သူတွေလွတ်တယ်မလျှောက်တဲ့သူတွေမလွတ်ဘူးလျှောက်ဖို့ရာအတွက်ကိုကိုယ်ဘဝကိုကိုယ်တန်ဝေကရမှာဖြစ်မှာဘဝတစ်ခုရှိနေတဲ့အခါမှာတချို့ကကိုယ်ဘဝကိုကိုယ်ပြန်ကြည့်ပြီးတော့အမြင်မှန်တွေရကြပေမဲ့ တချို့ကကိုဘဝကိုပြန်ကြည်ပြီးတော့တောင်းအမြင်မှန်မရကြဘူးတဘဝလုံးပြန်ကြည့်လိုက်လို့ရှိရင်ငိုလိုက်ရီလိုက်တော်တော်ကြာဝမ်းနေလိုက်တော်တော်ကြာဝမ်းသာလိုက်တော်တော်ကြာစိတ်ချမ်းသာလိုက်တော်တော်ကြာစိတ်ဆင်းရဲလိုက်နေဒီလောက်ကိုပြောင်းလဲနေတဲ့ဒုက္ခပဲစိတ်ချမ်းသာသွားနေခြင်းပဲလို့လည်းနေလို့မရဘူး ခဏလောက်စိတ်ချမ်းသာမယ်ကြံသေးတယ်နောက်ထပ်အနိဋ္ဌာယုံဆိုတဲ့အနောက်ရှက်အာယုံတွေပေါ်လာတဲ့အတွက်ကြောင့်ပျော်နေတယ်ဆိုတဲ့စိတ်ကနေပြောင်းလဲသွားပြီးတော့စိတ်ညစ်တယ်ဆိုတဲ့စိတ်မချမ်းသာဘူးဆိုတဲ့စိတ်ပြောင်းသွားပြန်ရောဒီလိုနဲ့ကျဉ်နဲ့နေတယ်ဆိုတဲ့သဘောတရားကနေအနောက်ရှက်ဝင်လာတော့စိတ်ဆိုးသွားတယ်ဆိုတဲ့သဘောတဘာဝစီပြောင်းလဲသွားပြန်ရော လူတယောက်ကိုချစ်နေတာကနေအလုံးမပြည့်တဲ့အခါမှာငါကသာသူ့ကိုကောင်းပေးရတာသူကငါ့ဘောမှာမကောင်းဘူးငါကသာသူ့လူရာတွေကိုဖြည့်ဆွမ်းပေးနေရတာသူကငါလူအပ်ချက်ကြတော့မသိချင်အောင်ဆောင်းတယ်ငါကလက်ရုံးမှုတွေနဲ့နေရပေမဲ့သူက သူ့အတွက်ပဲသူသိတယ်ဒီလိုနဲ့ချစ်တဲ့သူကိုတောင်မုံသွားပြန်ရောအဲ့ဒီလိုမတီးမြဲတဲ့ စိတ်ခံစားချက်တွေနဲ့စိတ်အခြေအနေတွေနဲ့ကိုယ့်ရဲ့တန်တာမှာရှိတဲ့စိတ်ဓိဟူသောဝိညာဏခန္ဓာနဲ့ခံစားမှုဓိဟူသောဝေဒနာခန္ဓာရဲ့ပြောင်းလဲဖောက်ပြန်မှုတွေကိုသူမမြင်ဘူးစိတ်ရဲ့ level နောက်ထပ်စိတ်ချမ်းသာမှုတစ်ခုကိုထပ်ရှာတယ်ဒီလူကစိတ်ချမ်းသာမှု မပေးဘူးဆို နောက်ထပ်စိတ်ချမ်းသာမှု ပေးမယ်လို့သူထင်တဲ့လူတစ်ယောက်ကိုရှာပေါင်းတယ် အမှန်ကဒီလူတယောက်နဲ့တင်တန်ဝေကရရမှာဘဝတစ်ချောင်းလုံးမှာကိုကိုလူမျိုးစုံကတရားမျိုးစုံပြသွားပြီပြီဘယ်လိုတရားမျိုးစုံပြလဲဆိုတော့တစ္ဆာရှိတယ်ဆိုတာလဲကာလတစ်ခုအတိပဲအဲ့ဒီတစ္ဆာရှိခြင်းဒီတစ္ဆာမရှိခြင်းတစ္ဆာဖောက်ခြင်းနဲ့အဆုံးတတ်တယ်လို့တချို့သောလူတွေကပြသွားတယ်ကိုအပေါ်မှာတိတတ်တယ်ကိုကိုအနန္တခံတယ်ဆိုတော့သူတယောက်ကလည်းကာလတစ်ခုအတိပဲ ကာလရွေလျောသွားတဲ့အခါအဲ့ဒီအနန္တခံပါတယ်ဆိုတဲ့သူကကို ကိုကိုဥပိ္ခာပြုထားတဲ့လူတယောက်ဖြစ်သွားတာကိုလည်းတချို့သောလူတွေကပြတယ်ကိုကိုချစ်လက်ပါပြီဆိုတဲ့သူကပဲနောက်ကျောကိုဓာတ်နဲ့ထိုးသွားတဲ့တချို့သောလူတွေကလည်းချစ်တယ်ဆိုတာအဲ့ဒီလိုတစ္ဆာဖောက်ပြီးတော့ပျက်စီးရပျက်စီးကြောင်ကြံတက်တဲ့သူတွေဖြစ်သွားတတ်တယ်လို့တချို့သော သူတွေက တရားပြတယ် အဲ့ဒီပေါင်းသင်းဆက်ဆံနေတဲ့သူတွေကြီးကနေတန်ဝေကမရလိုက်ဘူးဒီလိုမကောင်းရင်နောက်လူပြောင်းမယ်ဒီနေရာမကောင်းရင်နောက်နေရာပြောင်းမယ်စသည်ဖြင့်ကျုံနေတဲ့ဆင်းရဲရဲ့ထွက်ပေါက်ကို အမှန်တိုင်းမမြင်ဘူးထွက်ပေါက်ကိုအမှန်တိုင်းမမြင်တော့ကာမတုခတခုခုကိုရှာပြီးတော့ထွက်ပေါက်ရှာတဲ့အခါထွက်ပေါက်အရှာမှားတဲ့အတွက်ကြောင့်မလို့ နောက်ထပ်ဒုက္ခတစ်ခုပဲထပ်ပြီးတော့ခြုံရတယ်လူတို့နဲ့တို့ကသူတို့နဲ့ပတ်သက်တဲ့ဒုက္ခတွေကထတ်တူမကြပါပဲလို့စင်တူတွေကြီးပဲဒုက္ခပေးကြတာကိုသားသမီးကိုကြတော့ဒါငါမွေးထားတဲ့သားလေးငါမွေးထားတဲ့သမီးဆိုတော့ငါတာဝန်ရှိတာပေါ့ငါတာဝန်ပဲလေလို့တာဝန်ဆိုတဲ့စိတ်ကို ခံယူလိုက်ပြီးတော့ပြေးစွမ်းပေးနေပေးမယ်လို့အဲ့ဒီသားသမီးတွေကသူ့ကိုတစ်ချက်မှပြန်မကြည့်ဘူး။ကိုကတစ်သလုံးပြေးစွမ်းပေးလိုက်ပေးမယ်လို့ကို သွေးသားပဲလို့ဆိုပေမဲ့ကိုကိုတိုင်းမွေးလိုက်တဲ့ကို သွေးသားကကိုကိုသွေးသားလို့မတတ်မှတ်ဘူး။အမေနဲ့အဖေကြီးလာတဲ့အချိန်ကျတော့ကိုตายရတယ်လို့ထင်တဲ့သစိမ်းတစ်ယောက်ကို သွေးသားထက်ပိုချစ်ပြပြီးတော့အဖေနဲ့အမေကိုကျွေးမွေးခြင်းစောင့်ရှောက်ခြင်းမရှိဒီတိုင်းပြစ်ထားခဲ့ပြီးအိုးကားမှခိုကိုရာမဲ့အောင် ပြစ်ထားတဲ့သားသမီးမျိုးတွေလည်းရှိတယ်။ကိုကသာချစ်နေပေမဲ့သူတို့ကချစ်တာမဟုတ်ဘူး။အဲ့တော့ဘာမှမတည်မြဲသောအရာကိုစုပ်ကင်ထားတဲ့ဘဝနဲ့နောက်ဆုံးမှနောင်တနဲ့အဆုံးသတ်သွားတယ်။ဒါရီကိုမြတ်စွာဘုရား မြင်တော်မူတယ်။ဘိဇနာဓမ္မောဘိဇတိ ပျို괴မဲ့တရားကပျို괴မှာပဲနတနာဓမ္မောနတတိပျက်စီးမဲ့တရားကပြက်မှာပဲငကိုကလေးကမှပျက်စီးတတ်တဲ့သဘောတဘာဝနဲ့တိဆောက်ထားသောတတ္တဝါပြောင်းလဲဖောက်ပြန်ထားတဲ့ခန္ဓာ၅ပါးနဲ့တိဆောက်ထားတဲ့တတ္တဝါကိုငါကိုယ်တော်တသလုံးချင်းမှာပဲငါကိုယ်တော်တသလုံးသစ္စာရှိမှာပဲလို့ထင်တာဟာမိုက်တာပဲအချင်းနေအရရက်တွေကလည်းပြောင်းလဲသလို့ ပြောင်းလဲတဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးလူတွေရဲ့စိတ်တွေပြောင်းလဲသလိုခံစားချက်တွေလည်းပြောင်းလဲတယ်။ကြီးညိုပါတယ်ဆိုတဲ့စိတ်တောင်ပြောင်းလဲတယ်။အဲ့ဒီကြီးညိုမှုနောက်မှာဂုံတွေနဲ့ဖုံးပြီးတော့အစစ်အမှန်တွေပျောက်ကုန်တတ်တယ်။ဘာကိုကြီးညိုတာလဲတချို့တွေကရုပ်ကိုကြီးညိုတယ်တချို့ကအတန်ကိုကြီးညိုတယ်။တချို့ကတော့သူ့ရဲ့တကယ်အနှစ်ဖြစ်တဲ့သီလသမာဓိသိက္ခာကိုကြီးညိုတယ်။ အဲ့ဒီလိုနဲ့သီလသမာဓိဒိဋ္ဌာကိုအလေးထားပြီးတော့သန္တရဝိကထွတ်မြောက်ရာယုံနေတဲ့သူတယောက်ကို ကိုကအတ္တသာဆိုတော့အတ္တမျက်လုံးနဲ့သွားသွားကြည့်တယ်အတ္တပေဒံနဲ့သွားသွားတိုင်းကြတယ်ငြင်းချမ်းစွာနေတဲ့သူတွေကိုလည်းငြင်းချမ်းစွာနေခွင့်မပေးဘူးနင်ကားမစီးဘူးလားနင်ကြောင်းတိုက်အကြီးကြီးနဲ့မနေဘူးလားနဲ့အဲ့ဒီလိုအတ္တပေဒံနဲ့သွားသွားတိုင်းပြီးတော့သွားနှိုင်းရှင်ကြတယ် မတူဘူးဆိုတာကိုမသိဘူးအတ္တခေါင်းပါနေသောသူတယောက်ရဲ့နှလုံးသားနဲ့အတ္တထူပြောနေသောသူရဲ့နှလုံးသားမတူသလိုလောဘထူပြောနေသောသူတယောက်ရဲ့အမြင်နဲ့လောဘနည်းနေတဲ့လူတယောက်ရဲ့အမြင်မတူတာကို သွားသွားညှိနေကြညှိတဲ့အခါမှာသူတော်ကောင်းတွေဒုက္ခရောက်တယ်အေးချမ်းစွာနေခြင်းနဲ့သူတော်ကောင်းတွေအေးချမ်းစွာမနေရဘူးပြောခဲ့ပြတဲ့အတိုင်းနင်ဘာလို့ကာမစီရတာလဲ နင်ဘာလို့ចောင်းတိုက်အကြီးကြီးနဲ့မနေတာလဲငါတို့ကအဲ့ဒီကားကြီးစီးမှជីညိုတာငါတို့ကအဲ့လိုចောင်းတိုက်အကြီးကြီးနဲ့မှជីညိုတာဒါကုံမှခုံရှိတယ်လို့ထင်တယ်အတ္တသမားအတ္တပေရန်နဲ့သွားတိုက်လောဘသမားလောဘပေရန်နဲ့တိုက်ပြီးတော့သွားနေပေမဲ့လိုရင်းမရောက်ကြဘူးကိလေသာကင်းရာနိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုပြီးတော့အဲ့ဒီခုံနေနဲ့ပြန်ဖုံးနေကြတယ် ပကာသနာတွေနဲ့ပြန်ဖုံးနေကြလိုရာမရောက်ဘူးမြတ်စွာဘုရားကတန်ဝေကရဖို့အတွက်တရားတွေဟောပေးမယ်ဂုံတွေနဲ့လိုက်ဖုံးနေတယ်ပကာသနာတွေနဲ့လိုက်ဖုံးနေတယ်ကာမဂုံပစ္စည်းတွေနဲ့လိုက်ဖုံးနေတယ်အဲ့ဒီထဲမှာဘာအနစ်မှ မရှိပေမဲ့လို့အနစ်မရှိတော့အဲ့ဒီကားတွေတိုက်တယ်ဂုံပကာသနာတွေဆိုတဲ့အရာတွေကို အနစ်လို့ထင်ပြီးစုပ်ကင်ထားကြပြီးတော့အဲ့ဒီအစုအဖွဲ့ကြီးကတည်တံဖြစ်လာတယ် ဒါတော့သူတို့ထဲမှာကာလတွေသာကြာညောင်းသွားတယ်။အေးချမ်းချင်းဆိုတဲ့အနှစ်ကိုမတွေ့ရအောင်။လက်ပေါ်လော်လီတယ်ဆိုတဲ့ရောက်ရက်ခတ်နေတာပဲတွေ့ရတယ်။အစင်းမြင်လည်းပဲအသက်အသက်ပေါ်ရာတွေနောက်ကိုလိုက်ပြီးတော့ဘယ်တော့မှလောဘအတော်မတတ်ဘူး။အတန်နဲ့ပတ်သက်ရင်လည်းပဲဘယ်တော့မှလောဘကိုချိုးမချိုးနိုင်နိုင်ဘူး။အနတ်အရသာအထည်တွေအသက်အသက်တွေကိုခံစားခြင်းနေကြတာပဲ။ အခုဒီလိုကောင်းတယ်ဆိုလို့ရှင်ဒီလူနားမှာဝန်းရံနေပြင်မဲ့နောက်လူတယောက်ကောင်းတယ်လို့အတန်ကြားလို့ရှင်အဲ့လူနောက်ကိုပြေးသွားပြန်ရောအဲ့တော့လူတွေရဲ့ချစ်ခင်ခြင်းတို့ကြည်ညိုခြင်းတို့ဆိုတဲ့အရာတွေဟာလည်းအနစ်မရှိဘူးတည်မြဲသောအရာတွေမဟုတ်အတ္တမပယ်သေးတဲ့သူတယောက်ရဲ့ကြည်ညိုမှုဟာအစင်မှမဟုတ်ဘူးလောဘမပယ်သေးသောလူတယောက်ရဲ့ကြည်ညိုမှုဆိုတာအစင်မှမဟုတ်ဘူး သူတို့ကအပူတွေကိုသာပေး၍အပူတွေကိုသာအနှစ်လိုထင်ထားကြတဲ့သူတွေအဲ့ဒါမှကိုမပါစေနဲ့ကိုရဲ့အနှစ်ကအရှိကလူတွေအများကြီးတေးပြနေတယ်။ငလျင်တွေလှုပ်ပြီးတော့လူတွေတေးပြတယ်။ကိုဗစ်ယောဂါတွေဖြစ်ပြီးလူတွေတေးပြတယ်။စစ်မှတ်တွေဖြစ်ပွားပြီးတော့လူတွေတေးပြတယ်။မုံတိုင်းတွေတိုက်ပြီးတော့လူတွေတေးပြတယ်။ငလျင်တွေအကြောင်းပစ္စည်းတွေပြက်ပြတယ်။ စစ်မှတ်ပေးကြောင်ပစ္စည်းတွေပြက်ပြတယ်။အိုးအိမ်တိုက်တာတွေပျက်စီးပြတယ်။ကိုဗစ်ရောဂါကြောင့်ဇီဝရည်တွေရပ်တန့်ကုန်ပြီးတော့ပြောင်းလဲဖောက်ပြန်မှုတွေကိုပြရတယ်။မုန်တိုင်းတွေရည်ကြီးမှုတွေကြောင့်အိုးအိမ်တိုက်တာတွေပျက်စီးတာတွေကိုပြရတယ်။ကိုမထီသေးတော့နိုင်ငံကမရဘူး။တနင်္ဂနွေလုံးအတိုင်းတာနဲ့ဆိုလို့ရှိရင်တော်တော်များများဟာထီဘူးတဲ့သူတွေဖြစ်နေပေမဲ့ မထီသေးတဲ့သူတွေကဒီနေ့အထိမိုင်မြဲမိုက်နေတာကိုတွေ့ရတယ်။အေးချမ်းမှုဆိုတာသူတို့အတွက်မရှိဘူး။အဲ့တော့ဘုရားရှင်ကပြိုကွဲတတ်တဲ့အရာတွေကပြိုကွဲတတ်တယ်၊ပျက်စီးတတ်တဲ့အရာတွေကပျက်စီးတတ်တယ်။ဘယ်အရာမှမမြဲဘူး။မမြဲတဲ့အရာတွေကိုစုပ်ကင်ထားပြီးတော့ငါချမ်းသာတယ်ငါကျမ်းမာရေးကောင်းတယ်စသည်ဖြင့်ဒီလိုကြွေးကြော်မယ်ဆိုရင်အဲ့ဒီလူဟာမိုက်တာပဲ။ ကျမ်းမာရေးကောင်းတယ်ဆိုတာအနာရောဂါကပ်ရောက်ခြင်းနဲ့အဆုံးသတ်တာပြုံမြင့်မှုနယ်တယ်ဆိုတာအိုခြင်းနဲ့အဆုံးသတ်တာအသက်ရှင်တယ်ဆိုတာတည်ခြင်းနဲ့အဆုံးသတ်တာစီးစင်ဥစ္စာဆိုတာပြည့်စည်ခြင်းနဲ့အဆုံးသတ်တာဘယ်ဟာမှတည်မြဲတာမရှိဘူးခဏတိုင်းခဏတိုင်းမှာအသက်တွေဖြစ်ပြီးတော့ပြန်နေကြတာအသက်အသက်တွေထပ်ထပ်ဖြစ်လာပြီးတော့အဲ့ဒီဖြစ်လာတဲ့အသက်တွေကဟောင်းသွားပြီးတော့ပြည့်စည်ပြန် ိုယ်ခန္ဓာမှာကိုယ်ပြန်ကြည့်ရင်ကိုသိတယ်ကိုယ့်ရဲ့ဓာတ်လေးပါအစုဖြစ်တဲ့ဒီစံပင်တို့မွေးညင်းတို့စတဲ့ကိုယ်ခန္ဓာကိုယ်တစ်ခုလုံးဘယ်နေရာကြည်လဲကြည်လိုက်တည်တံ့နေတာဘာမှမရှိဘူးအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတာစောင့်ရှောက်နေတဲ့ဂျားတဲ့ကကို ပြောင်းလဲဖောက်ပြန်နေတာဒီဓာတ်လေးပါကပြင်ပကဥတုဒီဟူသောတေဇောတက်ပြောင်းလဲဖောက်ပြန်မှုတွေကြောင့်မိုးရေရွာ ရေတွေနဲ့ထိဆိုတဲ့အာဘောဓာတ်တွေနဲ့ထိရတဲ့အတွက်ကြောင့်ပြောင်းလဲဖောက်ပြန်ကြတယ်။မွေလေးကောင်နဲ့တူတယ်။မွေလေးကောင်စလုံးတပြိုင်တည်းဆန္ဒတူညီနေဖို့မဖြစ်နိုင်ဘူး။မွေလေးကောင်စလုံးကိုစိတ်ချမ်းသာအောင်သူတို့ကျင့်နဲ့အောင်တပြိုင်တည်းနဲ့စောင့်ရှောက်လို့မဖြစ်နိုင်ဘူး။တကောင်ကရေချိုးခြင်းတကောင်ကအိတ်ချင်မှာတကောင်ကအိတ်ချင်တဲ့အချိန်တကောင်ကစားခြင်းမှာအဲ့ဒီလို တကောင်ရဲ့ဆန္ဒနဲ့တကောင်ရဲ့ဆန္ဒမတူသလိုဒီတလေးပါးကလည်းဒီအတိုင်းပဲပထဝီတက်ဖောက်ပြန်လို့ပထဝီတက်ကိုဂယုဆိုင်နေတုံအာဘောတက်ကဖောက်ပြန်အာဘောတက်ကဖောက်ပြန်လို့ဂယုဆိုင်နေတုံတေဇောတက်ကဖောက်ပြန်ရောအဲ့ဒီလိုနဲ့တလေးပါးလေးခုအလဲကြဖောက်ပြန်နေတာနဲ့ပဲကျမ်းမာတယ်ဆိုတော့တခါမှမရှိဘူးဂယုဆိုင်နိုင်လုံအာကြည့်လို့ပူလာရင်ရေချိုးပေးကြတယ် အေးလာရင်စောင့်ချုံပေးကြတယ်ဒီအတိုင်းပြစ်ထားကြည့်ပါလားစောစောစစ်စစ်ပြောင်းလဲဖောက်ပြန်ပြီးတော့အသက်တောင်ရှည်မှာမဟုတ်ဘူးစောင့်ချုံနိုင်လွန်တာတောင်မှ အစာအတောက်တွေဆေးဝါးတွေနဲ့စောင့်ရှောက်တာတောင်မှဖောက်ပြန်နေတာပဲအဲ့ဒါတောင်ဝေကရရမှာကိုဘွားကကိုကိုတောင်ဝေကရအောင်တရားတွေပြနေတာတရားမရှိကြအောင်ဖေရာမမတီးမြဲဘူးခဏသာတီးတာရုပ်တစ်ခု အာယုံရလိုက်တယ်။မြင်ရတဲ့အဆင်ချစ်တဲ့သူရဲ့အဆင်ပဲဖြစ်ဖြစ် မုန်းတဲ့သူရဲ့အဆင်ပဲဖြစ်ဖြစ်ခဏတီးပြီးခဏပြတ်တာဒါပေမဲ့ तू မမြင်ဘူး။ချစ်စရာလို့နှလုံးသွင်းလိုက်ပြီးတော့ तू လောဘတွေတဏှာတွေပွားပြန်ရောမုန်းစရာလို့မသိမတင်တော့နင်းနဲ့နှလုံးသွင်းပြီးတော့ဒေါသတွေအိတ်တာတွေမစ္စရိယာတွေပွားနေပြန်ရောကိုကိုကိုအကုသို့တားကောင်းကြီးဖြစ်နေမှလည်းမသိဘူး။ဘုရားရှင်ကတတိမလွတ်နဲ့ အပမာဒိနသံပါရိထတသက္ကံတော်တတိလွတ်လို့မရဘူးတတိလွတ်တာနဲ့တပြိုင်နက်အဲ့ဒီအကုသိုလ်တွေဝင်တာကိုကအဲ့ဒီလိုတတိကိုလွတ်ထားလိုက်တဲ့အခါကျတော့ညံမကိမ့်ပဲနဲ့အဝိဇ္ဇာကိမ့်နေတယ်မောဟာဒီဟုသောအဝိဇ္ဇာကိမ့်နေတော့ကုသိုလ်လည်းမသိဘူးအကုသိုလ်လည်းမသိဘူးမြင်ရတဲ့အစင်းတွေရုပ်ဆိုတာလည်းမသိဘူးပုံကိုပဲသူက ဲ့အစင်းတွေကိုကြည့်ပြီးကိုယ့်ရှေ့မှာပြနေတော့အစင်းတွေကနေတရားမယူတတ်ဘူးအမှန်ကဘုရားရှင်ကကိုယ်ခန္ဓာမှာလဲတခုမှ အလတ်မရှိဘူးအလုံးဟာ တရားရှုလို့ရတဲ့အရာတွေကြီးပဲပြင်ပကအာယုံတွေကလည်းတခုမှအလတ်မရှိဘူးတရားရှုလို့ရတဲ့ကမ္မထာအာယုံတွေကြီးပဲယူတတ်ရင် တရားရမှာအဲ့တော့ကိုတင့်တင့်တဲ့နှလုံးသွင်းမရှိတော့ဒီလိုကငါချစ်တဲ့သူ ဒီလိုကငါမုန်းတဲ့သူစာသည်ဖြင့်အာဂရီတွေလိုက်လာချစ်တဲ့သူလို့ဆွဲလိုက်တာနဲ့တပြိုင်နက်ဆန္ဒဂရီလိုက်ပြီးတော့အာဂုတတွေပွားလာတယ်ပတ်လိုက်လာတယ်မုန်းတဲ့သူလို့နှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်ဒေါသဂတိနဲ့ဖိနှိပ်ခြင်းတွေအနံယူခြင်းတွေဆိုတဲ့အာဂုတတွေပွားလာတယ်အဲကြောင့်မြတ်စွာဘုရားကချစ်ခြင်းမုန်းခြင်းမရှိနေနိုင်ရမှာသူကိုယ်တိုင်တောင်းမှနန်းစည်းစိမ်တွေကော မရစည်းစိမ်သားစည်းစိမ်အရာအလုံးစွန့်ထားခဲ့တာပဲစွန့်နိုင်မှ ချမ်းသာမယ်လို့ဘုရားရှင်ကိုရောင်မြတ်ဟောထားပေမဲ့ဒီညစွာဘုရားရဲ့သာသနာထဲမှာနေနေကြရင်းနဲ့စွန့်ရမယ့်အရာကိုမစွန့်ဘဲနဲ့စုကြတယ်ဒုက္ခတွေစုကြတယ်အဲ့ဒီဒုက္ခတွေစုပြီးတော့အခုလိုဘေးတွေလည်းသိရောတကူမှလည်းမကြံတော့ခဏတာအပြင်ပိုင်ဆိုင်မှုပေါ်မှာမန်တက်သွားပြီးတော့ရင်မူးသွားပြီးတော့ ငါကဒီလောက်ချမ်းသာတဲ့သူငါကဒီလောက်ဩဇာကြီးတဲ့သူငါကဒီလောက်ဘုံကြီးတဲ့သူ ਨੇ မန်တက်မြတ်စွာဘုရားကအဲ့ဒီမာမာနချိုးဖို့အတွက်ငါဥစ္စာမဟုတ်ဘူးငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့ရှုခိုင်းထားတယ်ပွားများနီးပေးထားခဲ့တယ်ဒါပေမဲ့မပေါ်ဘူးသူ့ဘဝထဲမှာຢာလိုက်ကုံသွားလိုက် ဖြစ်တည်လိုက်ပျက်စီးသွားလိုက်နဲ့အနီးကပ်တရားတွေပြနေတာလဲ तू မမြင်ဘူးအဲ့ဒီကနေတန်ဝေကညံရအောင်လဲ तू မကြိုးစားဘူးယုတ်မှန်သည်။ဘယ်တရားမှမမြဲဘူးမြတ်စွာဘုရားကယုတ်မှန်သည်။ငါဥစ္စာမဟုတ်ဘူးကိုယ်တန်တမရှိတဲ့မျက်စိနားနှာခေါင်းရှာကိုယ်အပအဝင်ဆံပင်မွေးခြင်းစတဲ့ပတဝီတက်တွေတဲကျေတလိပ်အစရှိတဲ့အာဘောတက်တွေ အထက်ဆန်တက်တက်လေးအောက်ဆုံစင်းတက်လေးစတဲ့လေတက်တွေအဘူအေးဒီဟုတော့တေဇောတက်တွေဒါပဲရှိတယ်လို့မြတ်စွာဘုရားဟောပေမဲ့အဲ့ဓာတွေကိုမြင်အောင်မကြည့်ဘူးငါပဲသူပဲငါချစ်သူငါမုန်းတဲ့သူဒီလိုပဲပုံကိုဆွဲတတ္တဝါဆွဲနေတော့ဘုရားဟောတဲ့တရားကိုကြောခိုင်းထားကြတယ်မြတ်စွာဘုရားဟောတဲ့တရားကမြင်သမျှတရားတွေဟာကိုယ့်ကိုတရားပြနေတယ်မြင်သမျှယုတ် ခံစားမိသည်မြပေါ်လာသည်မြနန္တရားဘယ်တရားမှမမြဲဘူးအဲ့တော့ကိုယ်တန်တမာပဲကြည်လို့ကြာကြာလဲမတီကြဘူးအစင်းကိုကြည်လိုက်တယ်ဘယ်စိတ်ကမြဲနေလို့လဲအဲ့ဒီစိတ်ဖြစ်စဉ်တစ်ခုတည်းမှာတောင်မှတစ်ခုနဲ့တစ်ခုခဏလေးပဲတည်တာဘာတွေကိုတည်တန့်တယ်လို့သွားပြီးစွဲနေတာတော့မြင်သီးစိတ်ဖြစ်ပြီးသွားတဲ့နောက်မှာပင်စရတဝေဆန်စက္ခုဝိညာဉ်ဆိုမြင်သီးစိတ်ဖြစ်တာ ိုက်မြင်သိစိတ်ဖြစ်တဲ့အခါမှာမှတံပတိဆိုင်တန်တီရဏဝုထောအဲ့ဒီလိုစိတ်တွေဖြစ်ဒီတော့မြင်သိစိတ်ဖြစ်ပြီးနောက်မှာတော့မှဇောမကြခင်မှာအာယုံလက္ခဏာစိတ်အာယုံစုံစမ်းစိတ်အာယုံကိုဆုံးဖြတ်တဲ့စိတ်ဆိုတဲ့စိတ်ကခြားသေးတာပြီးတော့ဇောတွေဇောနှလုံးသွင်းမတင့်တင့်တော့အကုသိုလ်စိတ်တွေဖြစ်တယ်နှလုံးသွင်းတင့်တင့်ရင်တော့ညံတွေကိမ့်ပြီးတော့ကုသိုလ်စိတ်တွေဖြစ်မှာအဲ့ဒီတော့အရာတွေ ပဝင်းကျင်မှာရှိတဲ့တရားတွေကအစင်းတွေပြနေတယ်မြင်ပြီးတော့သိကြတယ်ပြီးတော့ဇောတွေစောကြတယ်အတန်တွေကြားရတယ်ကြားပြီးတော့သိကြတယ်သိပြီးတော့ဇောတွေစောကြတယ်အနံ့တွေရတယ်အနံ့ကိုသိကြတယ်သိပြီးတော့ဇောတွေစောကြတယ်အဲ့သိတဲ့အခိုက်မှာပဲတရားလေးဆင်ခြင်ပြီးတော့ဒါဟာအစင်းရုပ်တာဖြစ်သည်လို့ငါဥစ္စာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်ကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲပဲ ဖြစ်ပြီးပြတ်တက်တဲ့အတွက်ကြောင့်ဆင်းရဲတယ်ပုဂ္ဂိုလ်တ attva မြေချင်းအဆရှိသောအနှစ်မရှိသောကြောင့်အဆိုးမရလို့ဆင်ကျင်လိုက်ရင်ညံစောတွေစောမှာဒါပေမဲ့နှလုံးသွင်းရမသိမ့်တဲ့တော့ဒါငါချစ်တဲ့သူအခုမြင်နေတဲ့သူကငါချစ်တဲ့သူအခုမြင်နေတဲ့သူကငါမုန်းတဲ့သူ ਨੇ အချစ်တွေအမုန်းတွေပွားပြီးတော့တဏှာတွေဒေါသတွေပွားပြီး အကုသိုလ်သားကောင်ဖြစ်သွားတယ်နောက်ထပ်တန်တရာလဲစေဖို့အကြောင်းတွေကိုတိဆောက်ပလိုက်တယ် အုံမြင့်တွေချပလိုက်တယ်။အဲ့တော့အနာဂတ်ဘဝမှာကိုပြုတ်ထားတဲ့အဲ့ဒီကံတွေရဲ့အတိုင်းကို့မှာစောနေတဲ့ဇောတွေရဲ့အတိုင်းပြိတန်တွေပြီးတော့မှာဒီလိုနဲ့တန်တရာတွေကမပြတ်ကြတာတဲ့လက်ရှိအချိန်မှာ ဖြတ်လို့ရတဲ့အတိုင်းမဖြတ်ကြဘူးဖြတ်လို့ရတဲ့အခါဆိုတာက ကို့ဘဝကြီးမှာအဲ့ဒီလောက်ကြမ်းတမ်းတဲ့လောကဓာတ်တွေကြုံခဲ့ဘူးတဲ့သူတွေရှိတယ်လို့တချို့ကသူတစ်ပါးကြုံတဲ့လောကဓာတ်ကနေတရားယူလား တော့ဘုန်းကြီးတို့လိုကိုယ်တိုင်ကြုံထားတဲ့သူတွေကြတော့ဒါတွေမှာကို့တဘဝတည်းနဲ့တည်းပြနေတဲ့တရားတွေကတော်တော်လေးကိုလုံလောက်တာတဲ့ကိုလွန်နေပြီခံစားရတာတွေကလည်းလုံလောက်တာတဲ့ကိုလွန်နေပြီအာမန်လူတွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အသက်တောင်ဆက်မရှင်ကျင်တော့ဒါပေမဲ့အော်ဒီအသက်ဆက်ရှင်နေသေးတာဟာမြတ်စွာဘုရားတရားကိုကျင့်ဖို့အချိန်ပေးနေသေးတာပဲလို့နှလုံးသွင်းလိုက်ပြီးတော့ကုသိုလ်လမ်းကြောင်းပေါ်ကိုကိုကိုပြန်ဆွဲခေါ်ယူရတာ တော့ပြန်ဆွဲခေါ်နိုင်ပါမှလမ်းကြောင်းပြန်ဖြောင်းတော့တို့တော့အများစုကကိုကိုကိုမကဲကြအောင်အကုသို့တွင်းတဲ့ကိုခုံခုံကြချစ်စရာတွင်းချစ်ပလိုက်ပြီးတော့အကုသို့တွင်းနဲ့ခုံကြမုန်းစရာတွင်းလည်းလွယ်လွယ်ကူကူမုန်းပြီးတော့အကုသို့တွင်းနဲ့ခုံကြကိုကစပြီးအာယုံထင်ကလေးကိုကတင့်တင့်စွာနှလုံးသွင်းရင်ဘယ်တရားမှမမြဲဘူးအခုထင်လာတဲ့အစင်းကမမြဲဘူးလို့ဒါဆင်ကျင်လိုက်မယ်နှလုံးသွင်းလိုက်မယ်ဆိုရင် နောက်ပိုင်းကုသိုလ်ဖြစ်ဖို့ပဲ။သူကအဲ့ဒီမမြဲတာတွေမေ့ဆင်းရဲတာတွေလည်းမေ့လောကကြီးကမျိုးစုံ ပြောင်းလဲဖောက်ပြန်ပြပြင်မဲ့သူက တရားမမြင်ဘူး။ဒါတော့အစင်းမြင်လိုက်လေမြင်သိစိတ်ဖြစ်သွားတဲ့နောက်မှာတင့်တင့်စွာနှလုံးမသွင်းဘူး။တင့်တင့်စွာဆုံးဖြတ်မှုမချနိုင်တဲ့အခါကျတော့ယောနီတော်မနတိကာရမပါတော့အကုသိုလ်ဇောတွေဆောတယ်။မြင်ပြီးအကုသိုလ်ဖြစ် ကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးကို့ဘဝတစ်ခုတည်းမှာတောင်မှ ကို့အာကုတုံနဲ့ကိုတောင်တော်တော်လေးကိုကိုကိုကယ်ရမှာသူတစ်ပါးကိုကြည့်ပြီးအာကုတုံတွေဖြစ် သူတစ်ပါးပြောတာတွေနားထောင်ပြီးအာကုတုံတွေပွားအဝင်းကျင်နဲ့ထိတွေ့ပြီးတော့အာကုတုံတွေပွားကို့အပူနဲ့ကိုတောင်ဒီတိုင်းငုတ်တုတ်ထိုင်နေရင်တောင်အာကုတုံပွားနေပါတယ်ဆိုတာပြင်ပအာယုံသူတစ်ပါးကိုအာယုံ ပြုတ်ပြီးတော့အာကုတုံပွားတဲ့သူကတော့အမိုက်တကာထုတ်ခေါင်ပဲ ကိုကိုတိုင်းတောင်းမှ နေ့တစ်မျိုးညတစ်မျိုးတော်တော်ကြာချစ်လိုက်တော်တော်ကြာမုန်းလိုက်တော်တော်ကြာကြည်ညိုလိုက်တော်တော်ကြာဆဲလိုက်နေကိုကိုတိုင်းရဲ့စိတ်ကိုကကိုကကို့အတ္တအလိုလိုက်ကို့လောဘအလိုလိုက်ကို့ဒေါသအလိုလိုက်ပြီးတော့မိုက်မိုက်နေတာသူတစ်ပါးပါသွားပြီးတော့အာယုံပြုတ်ပြီးသူတစ်ပါးကိစ္စတွေဝင်ဆွက်ဖက်သူတစ်ပါးဘဝရေးရာတွေဝင်စိတ်ဝင်စားကိုကိုကိုတောင်းမှလမ်းဖြောင်းအောင်မစီမံနိုင်ဘဲနဲ့ကိုမိသားစုကိုတောင်းမှလမ်းဖြောင်းအောင် ပုံစံမတီဆောက်ပေးနိုင်သေးပဲနဲ့သူတော်ဘဝကိုတတ်တတ်ကြီးတော်နွားအငါကြောင့်သွားဝေပန်းနေတဲ့သူမျိုးဟာရှိသေးတယ်။သူ့မှာရှိတဲ့အကုသိုလ်နဲ့တောင်သူမလုံလောက်ဘူးလို့ထင်နေတာ။အဲ့တော့ပြင်ပအာယုံဆိုတာကိုကိုကောင်းကျိုးထက်ဆိုးကျိုးပေးတာယောနီသောမနတိကာရရှိပါမှာ။ဩဒီအစင်းအစင်းဟာရုပ်ပဲ။စတဲ့ကောကဆင်ခြင်စိတ်မှာကဒါဟာရုပ်ပဲ။အဲ့အစင်းကိုတည်တာကဒါမြင်သိစိတ်ပဲ။ အဲ့မှာတင် မြင်သိစိတ်ဖြစ်တဲ့အချိန်မှာတံပတိဆိုင်တန်ဒီရဏဟောထောအာယုံလက်ခံတဲ့အာယုံစုံစမ်းတဲ့အာယုံကိုဆုံးဖြတ်ပြီးတော့ဇောလဲဆိုတော့ညံဇောတွေကြီးပဲဇောမှာအဲ့တော့ရူပယုံနဲ့သကုပ္ပတာရာရှေးရှုအတူဥပတ်ကြတဲ့အခါမှာဒီနှစ်ခုဆုံရင်မြင်သိစိတ်ဖြစ်တယ်တိဏ္ဏသင်္ကတိ ဖတ်တော့သုံးပါးဆုံရင်ဖတ်တာဖြစ်တယ်ဖတ်တာဖြစ်စရာဝေဒနာအဲ့ဒီဖတ်တာဖြစ်တဲ့အချိန်မှာဝေဒနာခံစားလိမ့်မယ် တင့်တယ်စွာနှလုံးသွင်းမယ်ဆိုရင်တော့အော်ယုတ်တာဖြစ်သည်လို့တိယုံပဲတိပေးပြီးတော့ဥပိ္ပခာလေးနဲ့နေလိုက်မှာဒါပေမဲ့ तू ကငါချစ်တဲ့ तू လို့နှလုံးသွင်းလိုက်တော့အာယောနီတော်မနတိကာရဖြစ်သွားတော့လောဘစောစောဟာငါမုန်းတဲ့ तू လို့အာယောနီတော်မနတိကာရနဲ့နှလုံးသွင်းလိုက်တော့ဒေါသစောစောသွားတယ်အဲ့တော့လောဘစောတွေဒေါသစောတွေဟာဘယ်သူကြောင့်မှမဟုတ်ဘူးခုနှလုံးသွင်းကြောင်ပဲ ကိုဘဝတွေကပေးနေတယ်မမြဲခြင်းတွေကိုဆင်ကျင်နိုင်မယ်ဆိုရင်ဒီအာဟုတုကလွတ်မယ်ဘုရားရှင်ကဒီအာဟုတုတွေနဲ့ပဲလုံပန်းနေတဲ့တတ္တဝါတွေရဲ့အကြောင်းကိုသိလို့မလို့ဒီကာမဘုံကာမကုံတရားတွေနဲ့ရောပြွမ်းနေတဲ့ကာမဘုံမှာပျော်နေသမျှကာလပတ်လုံးနန်းစည်းစိမ်မယားစည်းစိမ်စတဲ့ဒီစည်းစိမ်တွေအားလုံးဟာကိုယ့်ကိုဒီလိုအာဟုတုဇောတွေကိုပဲစောစေတဲ့အရာတွေ အာဟုတုအကြောင်းတရားတွေကိုပဲပြုစီပြီးတော့အာဟုတုအကျိုးတွေပေးမယ်အရာတွေနောက်ထပ်ဘဝတွေကိုပေးမယ်အရာတွေလို့သိလို့တန်ရောစဉ်ဖြတ်ထားခဲ့တာအဲ့တော့တကယ်အာထုတ်သွားတဲ့အချိန်ကျတော့လေမြင်ရမြအစင်းကမမြဲဘူးခဏပဲတည်တယ်အဲ့တော့တင့်တင့်စွာနှလုံးသွင်းတော့မြင်လို့မြင်သိစိတ်ဖြစ်တဲ့နောက်မှာတံပတိဆိုင်တန်တီရဏဝုထောသောအဲ့ဒီအစင်းတွေမှာသူကညံတွေညံစောတွေအဲ့လို့ တမာတိနဲ့ရှင်တဲ့ကုသိုလ်ဇောတွေတတိနဲ့ရှင်တဲ့ကုသိုလ်ဇောတွေပညာနဲ့ရှင်တဲ့ကုသိုလ်ဇောတွေစောအောင်ကျင့်တာမကင်တရားတွေပွားပြီးတော့ပွားတဲ့တရားကကုသိုလ်ကိုသာပွားပြီးအကုသိုလ်မပွားဘဲနဲ့မြင်တဲ့မြမှာလဲသူကမကင်တရားပွားလို့ရတယ်။ဘာပွားလဲဆိုတော့မြင်တာကိုတမာတိတိပွားလိုက်တာ။ဒါအစင်းယုတ်တာဖြစ်တယ်။တမာတိတိပွားလိုက်တယ်။တတိထားလိုက်တယ်။ ဝိရိယဆိုင်ပြီးတော့အကုသိုလ်မဖြစ်အောင်နေလိုက်တယ်အဲ့တော့အဲ့ဒီပုံကောကအာယုံကိုဆင်ကျင်လို့ပြန်ဆောက်တော်တာဝေဆန်းဖြစ်ပြီးသွားတဲ့အခါမြင်သိစိတ်ဆိုတဲ့စိတ်ဖြစ်ပြီးတဲ့နောက်တင့်တင့်စွာနှလုံးသွင်းပြီးတော့တံပတိဆိုင်တန်တီတဲ့နောက်ဝုတ်တော်ဇောကြတဲ့အချိန်မှာကုသိုလ်ဇောဖြစ်စေတယ်အဲ့ကုသိုလ်တောင်မှတန်ရောစင်တွေပြတ်ပြီးတော့ကိလေသာကင်းသောကုသိုလ်ဇောတွေဖြစ်စေတဲ့အဝိဇ္ဇာကင်းသောကုသိုလ်ဇောတွေဖြစ်စေပြီးတော့သူဟာ တမတ်တဖို့ကိုရစေနိုင်တယ်အဆင်မြင့်သွားစေနိုင်တယ်အဲ့ဒီသာမန်ကာမဝဆရာကုတ္တရေကနေပြီးတော့ဇန်ကုတ္တရေရအောင်သူစ조사သွားနိုင်တယ်တဆင့်တဲ့တဆင့်တဲ့တက်သွားတာကိုယ်စိတ်အခြေအနေတွေကိုနှိမ်ကြတာကနေမြင့်သွားအောင်တစ်ပြေးပြေးနဲ့ဆောင်းယူသွားနိုင်တယ်အဲ့လိုဇန်စိတ်ဆိုတဲ့တမာတိစိတ်တွေဖြစ်အောင်ကုတ္တရေပွားနိုင်အောင်သူသူ့ကိုယ်သူမြင့်တင်သွားနိုင်တယ် သူ့ဘဝကိုသူကောင်းကောင်းမြင်တာကိုသူ့ဘဝသူဒုက္ခတတ်တတ်ပဲသူတစ်ပါးရဲ့ဘဝဟာလည်းဒုက္ခတတ်တတ်ပဲခန္ဓာကိုယ်ကြီးကကိုအလိုလိုနေရင်ပြောင်းလဲဖောက်ပြန်ရင်ကနေရာသီဝတ္ထုပေးရာသီမျိုး၅ပါးပေးဒီပေးတွေနဲ့ဂျုံပြီးတော့ဒုက္ခပြင်းဒုက္ခပဲဂျုံနေတာပဲဘာမှမမောเสียရရှိလို့တော့လူတွေကလည်းအခုချစ်တယ်ပြောလိုက်အခုမုန်းတယ်ပြောလိုက်အခုကြင်ညိုပါတယ်ပြောလိုက်အခုသူကမကြင်ညိုပါဘူးပြောလိုက် အခုတစ္ဆာရှိလိုက်အခုပြန်တစ္ဆာဖောက်လိုက်နေဘသူကဒီမြဲနေတာရှိလို့တော့ဘာကိုအနစ်လို့ထင်ပြီးတော့စုပ်ကင်နေတာတော့မဒီမြဲတာတွေကိုစုပ်ကင်ထားပြီးတော့ဝမ်းနေနေတဲ့သူဟာဘာတွေဒီမြဲတာကိုရမှာတော့မဒီမြဲတာကိုအားကိုးထားတဲ့သူကဘာတွေအားတွေရမှာတော့သူအားကိုးထားတဲ့အရာမှသမ ्या ကိုကယုတ်ကလည်းဖောက်ပြန်တာပဲနံကလည်းဖောက်ပြန်တာပဲသူချစ်တယ်လို့ပြောတဲ့သူကြီးကလည်းဖောက်ပြန်တတ်တဲ့အရာ သူမုံတယ်လို့ပြောတဲ့အရာကြီးကလည်းပြောင်းလဲဖောက်ပြန်တတ်တဲ့အရာ မတည်မြဲတာတွေကိုစုပ်ကင်ပြီးတော့ကိလေသာတွေထိုင်ပွားနေတဲ့သူဟာအမိုက်တကထုတ်ခေါင်တွေပါပဲတဲ့ဒါကြောင့်အမိုက်ဆက်သိမ့်ကျင်တဲ့ဆိုရင်တော့ချစ်သူလည်းမရှိ မုန်းသူလည်းမရှိမြင်သည်မတွေ့သည်မကြားသည်မနံသည်မအာယုံမှန်သည်မတို့ဟာယုတ်တရားတွေသာဖြစ်ကြကုန်၍ငါဥစ္စာလည်းမဟုတ်ငါလည်းမဟုတ်ငါအတ္တလည်းမဟုတ်ဘူးကုံဆုံးတတ်တော်ကြောင့်မမြဲဘူးဖြစ်ပြီးပြတ်တတ်တော်ကြောင့်ဆင်းရဲတယ် ပုဂ္ဂိုလ်တ attva မြဲခြင်းအစရှိသောအနှစ်မရှိသောကြောင့်အဆိုမရဘူးစိတ်ခံစားချက်ဖြစ်သည်မအရာတွေဟာလည်းငါဥစ္စာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်ပဲနန္တရားတွေသာ ဖြစ်ကြတယ်အဲဒီနန္တရားတွေကလည်းခဏသာဖြစ်ပြီးခဏသာပြတ်သောကြောင့်ကုံဆုံးတတ်သောကြောင့်မမြဲဘူးဖြစ်ပြီးပြတ်တတ်တဲ့အတွက်ကြောင့်ဆင်းရဲတယ်ပုဂ္ဂိုလ်တ attva မြဲခြင်းအစရှိသောအနှစ်မရှိတဲ့အတွက်ကြောင့်အဆိုမရလို့ဒီလိုလက္ခဏာ၃ပါးတင်လိုက်တဲ့နောက်မှာမှဉာဏ်တွေကိမ့်၍ ငြိမ်းအေးခြင်းကိုရရှိနိုင်တယ်။အဝိဇ္ဇာပဲ၍တမ္မာဒိဋ္ဌိဟူသောဝိဇ္ဇာဉာဏ်ရရှိပြီးဆင်းရဲကိုဆင်းရဲလို့အမှန်တိုင်းသိသွားတော့မှဆင်းရဲရဲ့အကြောင်းတွေကိုပယ်တတ်နိုင်၍အကြောင်းချုပ်၍အကျိုးငြိမ်းကငြိမ်းအေးရာမှမျက်နှိပ်ပံကိုမျက်မှောက်ပြုရတယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းယောဂီအပေါင်းတို့ဒီလည်းပဲမိမိခန္ဓာကပြနေသောဒုက္ခများ မိမိဘဝကပြနေသောဒုက္ခများကိုဉာဏ်အသိဖြင့်အမှန်တိုင်းမြင်နိုင်ကြကုန်၍စင်ရဲ့ကင်းသွားအောင်ကြင့်ကြံနိုင်သောသူတော်ကောင်းသူတော်များများဖြစ်ကြပါစေကုန်တည်း